ဟိုတစ်ဖက်မှာကြည့်လိုက်တော့စန်းနာလန်းကလည်းတန်တက်တယ်မှာလုံးဝ short တော့လို့မရအောင်အာခံစစ်ကောင်းကောင်းနဲ့သူကကစားနေတာတန်တက်တဲ့တည်တဲ့ကောင်းနေဒါပေမဲ့စန်းနာလန်းမှာခုပြီးတော့အာယမီတာအခုတော့ရှိတယ်ဒါကချိုင်းရရတဲ့အခွင့်အရေးအကောင်းဆုံးကိုတုံးချနိုင်တာဒါစန်းနာလန်းရဲ့အားသာချက်ကိုပြောလို့ရတယ်ကျွန်တော်တပားတော်နည်းနည်းပူချိုင်ပြီဟုတ်ပြီကျွန်တော်အော်နည်းနည်းပူကြိုက်တာပေါ့အရင်ကတော့အသိမကျတဲ့တော့ စနေညညကြီးပိုင်းမှာကစားမယ်နှစ်ပွဲပေါ့နော်၁၇နိုင်ပွဲပွဲနဲ့ကျွန်တော်တို့တနိုင်ပွဲပွဲတစ်ပွဲပေါ့အဲ့ဒါကြတော့ကျွန်တော်တို့ Nottingham Forest နဲ့ Sunderland ပြီးတော့ Spurs နဲ့ Wolves အဲ့နှစ်တင်းပွဲတွေကိုလည်းခုနလိုပဲကျွန်တော်တို့ခြုံငုံသုံးသက်ပြီးတော့မှအကောင်းဆုံးရာလေးထုတ်ခွက်လေးတွေထုတ်ကြတာပေါ့နော်အပထမဆုံးပွဲကတော့ကျွန်တော် Nottingham Forest နဲ့ Sunderland အားစားဈေးကွက်ကတော့ဒါ Nottingham Forest ကအိမ်ခွင်းမှာဆိုတော့1 pound 80ပြမမြန်မာဈေးတန်းက1 pound 80ပေါ့နော်ဝင်ရိုးရတော့0.5 ဆမ်မန်ဖိုက်ဝင်ရိုးနဲ့ဖြစ်နေမယ်ဘောဘောကိုပေါင်းကြီးကတော့နှစ်နှုတ်80ပေါ့နော်နော်နော်ရီယန်ခေါ်ရတော့ဒါနီးပြကိုပိုပိုစတီကိုလက်ထပ်မှာတော့ဒါကနာဦးပြိုင်ပွဲစုံ၄ပွဲမှာဒါဟို forest နီးပြအဖြစ်တော့သူနိုင်ခွင့်မရသေးတာဟုတ်တွေ့ရပေါ့နော်အဲ့တော့ forest ကလည်းဒီယာဒီအဖွင့်စားကြရတယ်နိုင်ခွင့်မရဘူးဟို postico glue နေရာလဲဒီ forest နီးပြအဖြစ်ကလည်းသူ့နေရာလဲပြန်ခွင့်ဆိုနောက်ဆုံးပထမဆုံး၄ဘွဲမှာလည်းနိုင်ခွင့်မရသေးတဲ့အနေထားဆိုဒီဘွဲကသူ့အတွက် forest နီးပြအဖြစ်ပထမဆုံးနိုင်ခွင့်ပြန်ရှာမယ်ရှာမယ်စတင်ရှာမယ်ဘွဲမျိုးဖြစ်နေတယ်နော်ရှေ့မှာလည်းဒီဘွဲပြီးရင် ဖောရက်စ်လေးတွေကဒါနယူကာဆယ်တို့ဒါချယ်ဆီတို့နဲ့ပွဲကြော်တွေကစားရမှာဆိုတော့ဒီဆန်ဒါလန်ရှော့တွက်လို့မရတယ်ဆန်ဒါလန်ဒါအက်စတွန်ဗီလာကိုတနအီနီးပါးကြာ၁၀ရောက်လင်းနဲ့ကစားပြီးတရေကြီးကစားနိုင်ခဲ့တဲ့ဆန်ဒါလန်ကိုဒါဒီပွဲမှာဖောရက်စ်ကအနိုင်ယူနိုင်ပါမလားဆိုတာလည်းကျွန်တော်တို့နဲ့စဉ်းစားကြရတော့ဖြစ်တယ်နောက်တစ်ချက်ကတော့ဆန်ဒါလန်ကလည်းခန်းစစ်အပြုတ်ကစားတဲ့အတင်းဖောရက်စ်ကလည်းခန်းစစ်ပိုင်းမာတဲ့အတင်းဆိုတော့ဒီနှစ်တင်းရဲ့ပွဲတွေမှာထူးခြားချက်တွေကတော့နောက်ဆုံး၃ချိန်တွေ့ခဲ့တဲ့အခါကိုယ်ကဝင်ထားတဲ့စရာလေးတွေတော့ကျွန်တော်တို့တွေ့ရတယ်အဲ့တော့ ဒီပွဲစဉ်မှာအနိုင်ပွဲပြန်ရှာဖို့ဖြစ်ဖြစ်နေလိုနေတယ် forest နီးပြအဖြစ်လဲ postico ကနိုင်ပွဲရှာဖို့လိုနေတဲ့အတွက်ကြောင့်မလို့အနိုင်ရနိုင်မလားဒီပွဲစဉ်ကိုတော့ဆရာလို့ညသုံးသက်ပြပါဦးကျွန်တော်ကဒီဟိုဒါ postico ကိုပရမစန်တမ်းပဲပွဲပြအဘိလို့ဆိုသူပထမဆုံးကင်တွေခဲ့တယ်အာဒါအာဆင်နယ်နဲ့ပွဲဆိုသူကိုပြတ်ရှုံးသွားတယ်ဆန်စီကိုရှုံးတယ်အဝေးဝင်းနေကြီးပဲဆန်စီကိုသူရှုံးတယ်နောက်တစ်ခါဘတ်တင်နဲ့ပွဲမှာကြတော့သူတူးတူးတေးကစားတယ် အမတင်တဲ့ပွဲမှာဆိုသူနိုင်တဲ့နိုင်နိုင်တော့နိုင်တော့မဲ့အချိန်ဒီမှနေပြီးတေးကြသွားတော့ဗောနော်ဆိုတော့သူရဲ့ပထမဆုံးအိမ်ခွင်းမှာသူကစားမဲ့ Posty Google ရဲ့ Forest ဗောဗျာအဲ့တော့ဟိုတစ်ဖက်မှာကြည့်လိုက်တော့စန္နာလန်ကလည်းတန်တက်တယ်မှာလုံးဝ short တော့လို့မရအောင်ဟာခန်းစစ်ကောင်းကောင်းနဲ့သူကကစားနေတာသူရဲ့ပုံစံကလည်း433ဆိုပေမဲ့တကယ်တမ်းကစားလိုက်ရတဲ့ခါကျရင်541တွေပဲပြတ်သွားတာသူဟိုဘောလုံးဆုံးရှုံးတဲ့အချိန်မှာဒီဟို formation ကြီး change သွားတာဗောချိန်ပြီးတော့ကစားတော့သူတို့ကလည်းဟို အံဝင်အောင်နိပြလီပရစ်ကက်တင်းရလဲအံဝင်အောင်ကစားနိုင်တယ်ဒီစနစ်ပိုင်းတွေဆိုတော့ဟိုဘယ်လိုပြောမလဲဆိုဒီဘွဲကကျွန်တော် close type ဘွဲတွေဖြစ်လာနိုင်ပြီးတော့ကျွန်တော်ကတော့နည်းနည်းဒီဘွဲမှာကျွန်တော် goal အောင်စိတ်ဝင်စားဆရာရဲရောဒီထိုက်ခဲ့ပြုတ်တဲ့ဘိုင်းရတယ်เนาะဒီနေ့လေး၉ချိန်လောက်၁၀ချိန်လောက်ဘိုးတော့ဖြစ်ခဲ့ရပါဘောเนาะအဲဒီတရားကတော့မိဇက်လီဗရီတက်တဲ့မှာတန်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 တက်တဲ့ကောင်းတယ်ဒါပေမဲ့တန်တန်တန်မှာပုံပြီးတော့အာယာမီတာတစ်ခုတော့ရှိတယ်ဒါက ကျိုင်းရတဲ့အခွင့်ရောအောင်းဆုံးတို့ချနိုင်တာဒါဆန္ဒနဲ့အားသာချက်လို့ပြောလို့ရတယ်။ဟိုတက်တော့ဘီသူအခွင့်ရေးကူရယ်ခွဲတကူကအောင်းဆုံးတို့ချနိုင်တယ်။အလုံးမထားနိုင်အောင်တဲကန်အတော့ကန်မော်ဒီပါရတယ်ရေပုံစံမျိုးမှာအဲ့ဒါလည်းတို့ချတာ။ဒါပေမဲ့ OCGO Glue ရဲ့လက်ထက်မှာပြန်နေတယ်ဆိုရင်နော်တန်ရန်က၄ပွဲပဲလာဖြစ်ချိန်မှာ၂ပွဲတည်း၂ပွဲရှုံးတာ။အဲအရင်ညနေရဲ့ခြေစွမ်းမျိုးဆိုရင်တော့မတွေ့ရတိုက်တဲ့ပိုင်းကတော့ဟိုးသွင်းနိုင်ခွင့်ရှိတယ်။အခုလက်ကျဲကျွန်တော် OCGO Glue ဆက်ပြောင်းလာတဲ့တယောက်ပြောဦးပါအဲတရားပြကြအောင်လာမဲ့မူပေးရမှာနော်ကျွန်တော်တို့ဒီဟို ဟိုခံတီပိုင်းကဒီကိုစီကူကူလူကတိတ်နေတော့အေးလေးမပေးပဲနဲ့တစ်ခါတည်းကိုပဲဘိုးသိမ်းဖို့ပူပြီးတော့အာရုံညနေကိုယ်ခံမိစီဒီဘက်တီနဲ့ပွဲတင်မှာတမာပိုင်းတော်တော်လေးကောင်းခဲ့တယ်။ဦးဦးဆောင်မျိုးပေးခဲ့ရမယ်မယ်သူချိပါဘိုးနဲ့အနိုင်ကိုပြန်တွင်းနိုင်ခဲ့ပြီးတော့ဒုတိယပိုင်းညမှာတော့ဒီသူ့လူဖြစ်မဲ့ကိုပြန်ခွင့်ပြုလိုက်ရအဲဒီဗန်လေးနဲ့ပွဲမှာသူလည်းဦးဆောင်မျိုးရတယ်ဟိုနောက်ဒီဖန်လေးနဲ့ပွဲတင်မှာလည်းဦးဆောင်မျိုးရတယ်သူရဲ့တိုက်စစ်ပိုင်းကတော့ကျွန်တော်ကပို့ပြီးတော့တိုက်တယ်ပြီးတော့ဟိုဒီဘူးလူတဲ့အနေနဲ့တော့နော်ဒီဘွဲ့ ဒီကွဲကဥပြီးတော့အရေးကြီးတယ်လို့ခဲတယ်ဒီကွဲပြပွဲချက်ကလာအဲဒီနေ့ကနောက်3တီ6 3ဝက်နေ3ဝက်နေပြန်ကြည့်တယ်လို့လဲတန်းတန်းတန်း3ဝက်ပြအောင်လဲနော်တင်ဟန်အပြင်းကြီးတဲ့ဒီကွဲနေနေ3ဝက်ကြည့်ကြဟာဘူးတော့အဲ3ဝက်ကြည့်ကြနဲ့3ဝက်ကြည့်အောင်ခဲတဲ့ကြည့်ဆုံးမှာပဲနော်ကျွန်တော်တော့ကြည့်ပြန်အောင်ပဲပြီးရင်၄ချက်ပြည့်ပထမဆုံးအိမ်ကွဲဥထွက်လာဖြစ်မယ်ဆိုတော့ နော်တရန်1 plus 6တရန်ဒီနေ့ဘုံထိုက်တယ်လို့ပဲတောင်းနေတယ်ဟုတ်ကဲ့ကျွန်တော်နော်တရန်တိုက်တယ်အော်โอเคအဲ့တော့ကျွန်တော်တို့ဒီခုနအခုပထမဆုံးပွဲတင်တယ်နော်တရန်ဖော်ရောဆရာတော့နော်တရန်ရတယ်အဲ့တော့ကျွန်တော်နောက်တဲ့တပွဲလေးနော်စနေညရတဲ့နောက်ဆုံးပွဲတနင်္ဂနွေဝဲမှာကလာမယ်တဲ့စပါဘူးပေါ့ဒါစပါတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကတိခဲ့တာဒါနီကတော့မဲ့ဖန်ခင်မှာအကောင်းဆုံးခြေစွန်းကိုဂိုင်တန်နဲ့ပွဲမှာပြနှစ်ခုပြရှုံနေရလေနှစ်ခုပြန်သွင်းပြီးတော့ဒါလိမှာအခုတော့အဆင့်သုံးတော့ရက်တည်တယ်ဟိုတစ်ဖက်ကဟူးကတော့ဒါဆရာတို့တိရတယ်ဂျားရက်မှာတော့ဒါဂိုးပေါက်ပြန်တွေ့တယ်ပေါ့နော်အေဗာနယ်ကိုနှစ်ခုပြနေတာနိုင်ထားတယ် ဟိုတစ်ချက်လေးပဲတမိုင်းလျှောက်မှာတော့ဒါဝုကတော့စပါ့ကိုတကယ်နည်းနည်းဒုက္ခပေးလာတယ်အတင်းကိုပြောလို့ရတယ်နောက်ဆုံးခုနှစ်ကြိမ်တွေ့ရမှာဒါစပါ့၅ကြိမ်လောက်က၅ကြိမ်ပွဲ၅ကြိမ်ဆက်တက်ကနိုင်ပွဲမရခဲ့ဘူးဝုကိုနိုင်ပွဲမရတဲ့အနေထားလဲတွေ့ရတယ်လက်ရှိဝုကလည်းဟိုခုနလိမလားမှာဒါဒါဂိုးပေါက်တဲဟိုတွေ့ပြီးတော့ဒါအဆင်ပြေတကယ်တော့လိမှာတော့ဂိငါးပွဲဆိုတော့အကုန်လုံးရှုံးပွဲတွေ့ပြီးတော့ဒါကြီးပြပါလားလဲပါလဲတော့တော့ထုတ်ခံရပဲအချိန်ကြီးနှိဆက်နေတဲ့အနေထားမျိုးကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဒီလိုဖီအားမျိုးတွေရှိနေတဲ့ဝုအနေနဲ့ဒီပွဲစဉ်က ဟိုတော်တော်လေးအရေးပါနေတယ်ပွဲအဲ့တော့စပါးကလည်းခုနအစင်လာလည်းတိတ်မတားဘူးဒါပေမဲ့တိုက်အင်ကွင်းတိုက်စစ်ကတော့စပါးကလည်းကောင်းတဲ့အနေထားမျိုးမှာကျွန်တော်ကတော့ဒီပွဲစဉ်ကိုတော့နှစ်ဖက်အပြန်အလှန်တွင်းကိုပဲကျွန်တော်မျှော်လင့်တယ်ပေါ့နော်ဂိုးပေါင်းအပေါ်ကလည်းဟို၃လုံး90နံကြီးလေးတော့လှတဲ့အတွက်ကြောင့်ကျွန်တော်တော့ဂိုးပေါ်၃လုံး90နံကြီးမှာတော့ဂိုးအပေါ်53နံမှာ300ခန်းတော့အောင်ချင်ရှိတဲ့အတွက်ကြောင့်ကျွန်တော်ကတော့အပြန်အလှန်တွင်းကိုနဲ့ဂိုးပေါ်လေးကိုတော့ရွေးချင်တယ်အဲ့ပေါ်ဆရာကျော်အနေနဲ့ဟုတ်တယ်ဝူကလည်းဗျအရန်ကြာတယ်မေးလိုက်ပဲဗျဟိုကဟိုဘလုံးမဲအပေးသူတွေမြေဒီပွဲစပါးနဲ့ဝူနဲ့ဘယ်ရောက်ရင်းနှီးမြှုပ်နှံမလဲဆိုရင် စမောင်းဝယ်ရင်းနှီးမြှုပ်နှံကြအောင်ပါဘာကြောင့်လဲ1နှုတ်30 40လောက်ဆိုတော့ရင်းမယ်ပြော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 30ပြား40ရင်းမှာလို့ဒါပေမဲ့အဲ့အဲ့လိုပွင့်လို့ကြာတယ်ကျွန်တော်တို့ကတော်တော်တတိထားမယ်ချင်းနေပြောဟိုစပောင်းဘက်ကနေပြီးတော့ကျွန်တော်တို့ကပေးလိုက်လို့စပောင်းကိုပြနိုင်သွားရင်ကိစ္စမရှိဘူးအဟိုဝုနိုင်သွားရင်တော်ချုံမယ်ဝုဘက်ကပေးလိုက်လို့စပောင်းကိုပြနိုင်သွားရင်တော့ဒါကဘယ်လိုပြောရမလဲဆိုတော့ဆိုဝါဝါဝါပဲနော်ဟိုနေသားတစ်ခုက wolf ကဒါ go max ကောင်းလာတော်တော်လေးကောင်းလာ go max ကစားခံတယ်ဒီကောင်းလာရဲ့ နော်လာဆင်နဲ့ဂိုမက်စ်နဲ့နည်းတွဲလုံးတွေကိုမြင်ရမယ်။နော်ဟွာအီးချန်လည်းကောင်းလာမယ်။သူသူသားလူဆုံးတက်ဆုံကစားမယ်ဆိုရင်အေဗာတန်ကိုနိုင်ရတဲ့လူမျိုးစပောင်းဒုက္ခပေးနိုင်စွမ်းတော့ရှိနေ။အဲတော့စပောင်းကိုစပောင်းမှာလည်းစီမွန်နဲ့ဒီကူကူဒက်စ်နဲ့အရင်မွေနောက်ကစားနေရ။သူတို့နှစ်ဦးရဲ့မွေနောက်မှုတန်းကိုဝုနောက်တန်းကကျင်းတယ်။ထိနိုင်ဖို့ကလည်းမလွယ်ပြန်အောင်။ဟုတ်တယ်။အဲတော့ဟိုစပောင်းရွေးမှုကြတော့လေလူတိုင်းကြိုက်တချမ်းဆုံးဖြစ်သွားနိုင်တဲ့အနေအထားလည်းရှိနေ။ 是吧？旅游、so, 嘛，像山东这的旅游，古宝旅游、欣赏不都偏嘞？下也不都偏。那那旅嘛，天经没偏，那旅游哪有偏哈，外地来人，你讲嘛，天经没偏。啊，讲个天呢，咱都讲天好地方，我们呢，没事呢，你讲什天呢？不，他不来，他不来，我说你别讲那铁路规划嘛的，铁路那那大量建铁那是咱们反映进来最 သူကမရှုဘူးပြန်ပြန်ကကားအားပိုင်းမှာဒီဘုံမောက်တော့ဘုံဘုံမောက်တာသူကဟိုဒီဘွယ်နဲ့အိမ်ဝင်းနောက်တော့လိုက်ဘွယ်တင်မှာဆုံးတာဒီဘွယ်တင်မှာသူခတ်ပြီးတော့နိုင်ဘွယ်ကြောင့်သူကနောက်တော့အဲ့ဒီဝင်းနဘောဆက်ကနိုင်ဘွယ်ကြောက်သွားမှာသူကဒီဘွယ်တင်ကလည်းဖရကြအရေးကြီးတယ်တစ်ဖက်ကဒီဘူပါတဲ့အနေအားဖြင့်ဒီတဲ့ကဘူပါတဲ့နည်းနည်းအခက်တွေ့နေရုံတင်တယ်လိမ်မသားနဲ့ဘွယ်နဲ့နေနေဒီရီမှာနိုင်ထားတယ်ဟိုပြည်တွင်းမှာပြီးပွဲတင်မှာသူရင်တော့ပြန်စီမှန်ပြီဘူရဲ့လုံနေသားအားတွေကတိတ်ပြီးတော့ရော်ရဲတွေကိုခံစားမှုဒီဒီနဲ့နောက်တော့ဘွယ်တင်မှာ ဆိုလဲဆိုတကယ်ကိုလုံနိုင်ရမယ်ကွအဲ့လိုဘွယ်မျိုးမှာဒါမလုံနိုင်ရဲ့ဘူးပြီးတော့ fan ပိုင်းကလည်းဟိုးပေးနေရတဲ့မိသားမျိုးအဝေးပွင့်ဆိုကိုတော့ကူလာအောင်လို့ကိုအကဲဒီနေရာမှာတော့တကယ်ကိုဟိုးပေါ်တော့ဆက်သားတက်ကြကြလေးကျွေးမယ်ဆိုရင်ဒါလုံတဲ့လုံထိုက်တဲ့ရွေးပွဲကိုပဲရွေးရမယ်တဲ့ငါဒီနေရာမှာစပါပေါ့နော်ဟိုစပါလုံကံမလားလို့ဟိုဟာဖြစ်မလားဆိုတော့အရင်မကွေးသေးနဲ့ကျွန်တော်တုံးတဲ့ရတယ်တမန်တမန်ကြကြနဲ့ရွေးရွေးတဲ့နဲ့တွေးမယ်ဆိုရင်ကောင်းတဲ့ဇင်းနဲ့ဒီအញ្ញမ်းရဲ့အတင်းတင်းထိတ်ထိတ်ပြုတ်တော့

ထပ်မံဖြည့်စွက်ရွေးချယ်တယ်ကျွန်တော်တို့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့စပါးနဲ့ဘူးကိုပွဲစဉ်ကိုတော့ကျွန်တော်ကတော့ယတိပြတ်ပဲကျွန်တော်ဂိုးပေါ်ကိုရွေးချယ်ပါတယ်ဆရာရဲရလည်းဆရာဆရာရဲရတော့အဲ့ပွဲကိုဟိုစပါးကိုဘော်ဒီကိုနည်းနည်းလေးကြိုက်တယ်ဒါပေမဲ့ဟောရဆက်တော့ပုံမကြိုက်ဘူးကြားစုံတော့ရင်းတင်တယ်လို့လည်းကျွန်တော်တို့ကဂိုးပေါ်ကိုကြိုက်ပါတယ်အဲ့တော့စနေညညကြီးပိုင်းပွဲစဉ်နှစ်ပွဲလုံးကျွန်တော်တို့ရွေးချယ်သုံးသပ်မှုများမှာတစ်ဆင့်ပြိတ္တများအောင်မြင်ကြပါစေ